မင်္ဂလာပါဒီနေ့ကတော့28ရက်5လ2025ဂျပန်တရင်ဒီတပုတ်ပြောပြမယ်ပေါ့နော်အဲတရင်အကြောင်းအရာကတော့အမေးကောင်းတဲ့အတွက်ကြောင့်ဓာတ်ထုတ်ခံရရတဲ့ဂျပန်တရင်လူကောင်းစင်တက်ထားပါတယ်အင်တာဗျူးမှာ အလုပ်အကြောင်းကိုပြောလာတဲ့တမင်တက်တဲ့ရှိတဲ့ဘက်ကိုရောက်နေတယ်မဆိုင်တဲ့မိကွန်ကိုကြီးကိုဓာတ်ကြီးမေးတယ်မြန်မာကတချို့တချို့တော့တတိတွေအိရှာတွေအဒမင်တွေသင်ငန်းစာယူရမယ်တရင်ပါအကုန်လုံးပြောတာမဟုတ်ဘူးเนาะတချို့တချို့တော့အဲ့တော့ကိုယ့်ရဲ့အလုပ်ကအိရှာတွေအဒမင်တွေကိုလည်းအခုတတင်းကို အဲသူတို့သတိထားမိဖို့ share ပေးတင်တယ်ပေါ့နော်ဒါမှသူတို့ရဲ့လုပ်ရည်တွေကိုပြန်လဲဆင်ခြင်သုံးသပ်နိုင်မှာပါဟုတ်ပြီအဲ့တော့ဂျပန်တရင်အကြောင်းအရာလေးကိုဆက်သွားလိုက်အောင်26ရက်နေ့မနေ့တုန်းကဖြစ်ခဲ့တာပေါ့နော်အဲဂျပန်ကခနာကာဝါအာဆူကီမှာ90အရွယ်အမျိုးသားတယောက်ဓာတ်ထိုးခံရတယ်လို့ဒါခြေတစ်ဖက်ကသိရတယ်ပေါ့နော်ဒါနဲ့ထိုးသွားတဲ့သူကိုလည်းဒီအထိုးခံရတဲ့ဖြစ်စဉ်နေရာကရဲ့အနီးအနားမှာလည်းရှာဖွေဖမ်းမိသွားတယ်လို့ဆက်သိရတယ်ပေါ့နော်အဲ့တော့ဓာတ်ထိုးခံရတဲ့သူကအိမ်ချမ်းပြီးအကျိုးဆောင်ကုမ္ပဏီတစ်ထေးလို့သိရတယ် အဲ तू ကအလုပ်အင်တာဗျူးမေကုံမေးရာကနေဒါလာလျှောက်တဲ့သူနဲ့အချင်းများကုန်ကြပြီးတော့လာလျှောက်တဲ့သူကသူ့မှာပါလာတဲ့ဓာတ်နဲ့ထိုးလာလို့တော့သိရတယ်ဗောနော်အဲ့တော့တတိယချစ်တဲ့သူကသူ့ယုံငန်းမှာနေဓာတ်ထိုးခံလာရတာဗောအလုပ်လျှောက်တဲ့သူကနေနော်အဲ့တော့ဘလို့မေးကုန်းနေမေးရာကနေကရောက်ကစားတွေထားဖြစ်ပြီးတော့ရန်ဖြစ်ကုံရာကနေခုလိုဒီဖြစ်သွားခဲ့တာလေကတော့အเจ้าရခုတီတော့အသေးသေးမသိရသေးဘူးအဲ့ဖြစ်နိုင်တာတွေကတော့တတိယအရှိလွန်တာလေဖြစ်နိုင်တယ်ဗောနော် ပလေးစီစစ်နေရပါတော့တရခန်ဘက်ကလည်းဒါသူကလည်းဆက်ဆက်တီမခံမန်မာနာရှိနေသူတယောက်လည်းဖြစ်နိုင်တယ်။အဲတချို့ကြာကျွန်တော်တို့ကြုံမှုတာတွေပြောရမယ်ဆိုရင်အလုပ်တော်မရသေးဘူးနော်။အင်တာဗျူးအစီအမံရှိသေးတယ်။အင်တာဗျူးစင်တာပြောရင်သူနဲ့ကိုယ်နဲ့ညှိတာပေါ့ဗျာ။သူကလည်းကိုယ်အလုပ်ခန့်ချင်မလား။ကိုယ်ကလည်းသူ့အစီအမံအလုပ်လုပ်ချင်မလား။ဟုတ်တယ်မလား။ဟိုငါ့အစီအမံလာလုပ်တာမဟုတ်လို့မင်းကစကားရင်းအောက်ကျူးရမယ်ဆိုအနေထားမရှိသေးဘူး။ဒါပြောရင်နှစ်ဖက်ကညှိတော့မှရှိသေးတယ်။အလုပ်ဘက်ကကန်လန်းနဲ့ဟောက်လည်းကိုယ်ကလက်ခံချင်မှလက်ခံပါလိမ့်။အလုပ်အနေထားကြညှိတဲ့အနေထားမှာ အထက်စီးကလာပြီးဆက်ဆံလို့မရအောင်မေးတယ်ဆိုတာကသူ့ကိုဆရာကြီးလာတယ်အတင်ခံလိုက်တာမဟုတ်သူ့အလုံးမမလုပ်ရသေးဘူးလေသူ့အလုံးခွင့်နဲ့မဝင်ရသေးဘူးလေဟုတ်တယ်မလားညှိနှိုင်းနေအဆင်မရှိသေးတယ်အဲ့တော့အဲ့တော့ပြောချင်တာဒီသဘောတရားကိုတချို့တော့မြန်မာပြည်ကတတိယအင်တာဗျူးသူတွေလည်းအဲသူတို့ကတော့သူတို့ကဆရာကြီးလို့ထင်တာပေါ့နော်တကယ်ကတော့လဘာကြာကြီးပေါ့ဘာမှခေါင်းမရှိရဲ့တချို့တချို့တော့တတိယဒီအဲ့အဲ့ရှာအဲ့ဒီမင်းရှိတယ်အဲ့တော့သူတို့ကသူတို့ကသူတို့တစင်းမြင်တယ်လို့ခံယူပြီးတော့အလုပ်တော့မပြရသေးပါနဲ့တချို့သောတတိယအင်တာဗျူးတွေကဒါအလုပ်လာလျှောက်တဲ့သူချိုးနေပြီးတော့ ဲအပြုတ်မူရ၎င်းစကလုံးရ၎င်းဖဲ့တာလေးချိုးနေတာလေးမသိမသာလေးနှက်တာရှိတယ်အဲ့တော့ဖြူခံရတဲ့သူကလည်းမဟုတ်မခံဆိုရင်ထစကားများကြတယ်အခုဒီလိုဆိုရင်သူ့မှာဒါဓာပါလာတော့ဒါနဲ့ထထိုးတော့ကဲမဖြစ်တင်တာဖြစ်ကုန်တာပေါ့နော်အဲ့တော့ဘသူမှန်နဲ့မားတယ်ကတော့လက်ရှိဒီတရင်ကတော့မသိသေးဘူးအသိစိတ်သိရမှာပဲဒါပြောပြလို့ရမယ်ပေါ့နော်ဒါပေမဲ့ပေးခြင်းနဲ့မဆီကတော့တစ်ဖက်သားကိုလေးစားပါကိုယ့်အလုပ်ကိုလာလျှောက်တယ်ဆိုရင်ဒီလူကကိုယ့်ထက်အဆင့်နှိမ့်ကြနေမှာမဟုတ်ဘူး ကို့ကျူးဆောင်ရင်ကို့ကျူးကိုဆောင်ပြီးသလိုသူလည်းသူနဲ့ထိုက်တဲ့နဲ့လောက်ခလာတော့သူလည်းယူမှာအဲ့တော့ကြောင့်ပြောရင်နှစ်ဖက်ကပြန်လဲပေါင်းစီအလုံးလုံးကြိုက်တဲ့ပုံကိုကငွေရှိလို့ငွေရှင်မှုလို့ငွေပေးပြီးတော့သူအလုံးလုံးခိုင်းတယ်။ကိုဘက်ကလည်းပညာနဲ့ရင်းပြီးဒါမှမဟုတ်ကာယကိုရင်းပြီးတော့အလုံးလာလို့နှစ်ဖက်ကကျေးဇူးခံကျေးဇူးစားမရှိဘူး။ဒါကိုတတိယီအဲတတိယအဆွေရဲ့ဘွားအင်တာဗျူးတဲ့သူတွေနားတဲ့ပုံပေါ့လို့လို့လေပေါ့နော်။အဲ့ဒါအကြောင်းအရာတွေကိုပြောကြတာပါ။ဟုတ်ပါပြီကျွန်တော်ကတော့2018ခရီးက Facebook မှာလည်းဒါ အနာဇာဂရီဂျပန်ဆိုတဲ့နာမည်နဲ့ဂျပန်တင်းတွေအဲ့ဒီပေမှာရေးတင်တယ်။ YouTube မှာတော့ Yukimi Channel မှာဂျပန်တင်းဗီဒီယိုတင်ပေးပါတယ်။ကျေးဇူးတင်ပါတယ်နော်။